ွန်လ26ရက်နေ့ကျွန်တော်ရင်းနေတရတာဖြစ်ပြလာနိုင်တဲ့ကမ္ဘာရွှေ့စင်းနေတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာသုံးသပ်ပြောကြားပေးသွားဖြစ်ပါတယ်။အဲမနေ့ကတော့ကမ္ဘာရွှေ့စင်းဈေးငင်နေတယ်ဗျ။တယ်လမ်းတက်ကြာလမ်းကြောက်ပေါ့နော်အဲ့ဘက်ကမှဒီနေ့ကပရွှေစီဘလို့ရဆက်ဖြစ်မလဲမနေ့အတိုင်းပဲဈေးညင်မလားဒါမှမဟုတ်ဈေးအလုတ်ခတ်ကြမ်းကြမ်းလေးလေးလာမလားဆိုတော့ကျွန်တော်သုံးသက်ကြည့်လိုက်အောင်ပေါ့နော်ဟုတ်ပြီအဲ့ဘက်ကမှကျွန်တော်ကပရွှေရဲ့ဈေးအတကြချက်ကိုတွားကြည့်ပြီးတော့ကျွန်တော်ဒီပညာပိုင်းကအရင်ဆုံးသုံးသက်ကြည့်ပါမယ်ဟုတ်ပြီဒါတော့ကပရွှေစီရဲ့အနေထားကိုကျွန်တော်တို့အာ ချက်နဲ့ကြည်ချင်းဖြစ်ပါတယ်ဒီမှာဆိုကျွန်တော်လက်ရှိမှာဆိုရင်ကျွန်တော်အတုံးလေးတုံးနာပါဘောဒီအတုံးလေးတုံးကကပတ်ရွှေစေးရဲ့တည့်ရတာစေးအတက်ကြောင်ကိုစားပြုတ်ပါတယ်ကျွန်တော်တည့်ရတာအချိန်တိုင်တာနဲ့ကြည်နေချင်းဖြစ်ပါတယ်အဲ့အဖရကကျွန်တော်9ရက်စတိုက်ပေါ့နော်ကပတ်ရွှေစေးကပြီးခဲ့တဲ့အပတ်ဗိုလ်တော်ဘုနေကရာကျွန်တော်9ရက်စတိုက်စေးအကြနဲ့ပြီးပြန်တော့ပိုင်မနေ့ရဗိုလ်တော်မနေ့ရဗိုလ်တော်ဘုနေမှာတော့ကျွန်တော်တို့အတက်တုံးနဲ့ပြန်ပြီးခဲ့တယ်ခင်ဗျဒါပေမဲ့အသက်တုံးကအရန်အကောင်းတဲ့အသက်တုံးမျိုးမဟုတ်ပါဘူးဈေးအသက်တုံးမဟုတ်ပါဘူးအဲ့ဒါဖြစ်တဲ့အခါမှာလက်ရှိကဘာရွှေစီအနေထားကိုကျွန်တော်ပြောရမယ်ဆိုရင် မနေ့ကမှဆိုရင်ကျွန်တော်ဈေးပြန်ကြမယ်လို့မှန်းခဲ့ပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့မနေ့ကမှန်းခဲ့တဲ့အတိုင်းမဖြစ်ပါနဲ့မနေ့ကဈေးညင်ခဲ့တယ်ခင်ဗျအဲ့အဖြစ်ကမနေ့ကကဘာချွေစီကဘယ်နဲ့ပဲကြာကျွန်တော်တို့အတက်ကြပြင်းနေလဲဆိုတာကျွန်တော်သိလို့ရအောင်လို့အချိန်တနိုင်အတိုင်းတာနဲ့ကျွန်တော်တွားကြည့်လိုက်အောင်အချင်းတနိုင်းတိုင်းနာနဲ့ကဘာချွေစီကိုကျွန်တော်ကြည့်နေချင်းဖြစ်ပါတယ်ဒီအတုံးလေးတုံးဟာကဘာချွေစီရဲ့တနိုင်းအတွင်းစေအသက်ကြောင်ကိုစားပြုပါတယ်ခင်ဗျဟုတ်ပြီအားပြတ်ကမနေ့ကမှကျွန်တော်ကဘာချွေစီကိုကျွန်တော်နည်းနည်းလေးခြုံကြည့်လိုက် မနီတော့ကပားရွှေစီကကျွန်တော်တို့ဘယ်နဲ့ပဲကြစေအတကြပြင်းနေလို့ပြောမှဆိုရင်ကျွန်တော်တို့ဒီ330နဲ့ကျွန်တော်တို့အောက်ဆိုရင်ကျွန်တော်တို့330ကြာစီအတကြပြင်းနေခြင်းဖြစ်ပါတယ်ခင်ဗျာဒီကြားမှာပဲတက်လိုက်ကြလိုက်ပြင်းနေပါတယ်လက်ရှိအချိန်ထိကျွန်တော်တို့340အပေါ်လဲဖောက်တက်နိုင်ခြင်းမရှိသေးတယ်လို့330အောက်ကိုလဲဖောက်ကြနိုင်ခြင်းမရှိသေးပါဘူးခင်ဗျာ အဲ့ဒါပြတ်တဲ့ခါမှာကျွန်တော်ဒီနေ့ကပ္ပရွှေစီဘလို့အနေထားဆက်ပြစ်လာနိုင်မလဲကျွန်တော်တို့ဒီမှာတွားခဲ့တဲ့အနေထားကကျွန်တော်အကြပတ်တော့တွားနေတာမှန်တယ်ဒါပေမဲ့ကပ္ပရွှေစီရဲ့သဘောတဘာမှာကြပြီဆိုတဲ့တခါလေးတောက်လျှောက်ကြသွားမျိုး तू ကအပေါ်ပြန်ကန်တက်ပြီးတော့ तू ကရောင်းလိုပါလေပြန်စုလို့ရတယ်မနေ့ကဆိုကျွန်တော်ပြ3340နာသီဈေးတက်တဲ့တက်ခဲ့တယ်ဒါပေမဲ့ကြတဲ့အခါမှာကျွန်တော်330နာလောက်ဒီပဲကြပြီးတော့ပြန်တက်တော့တော့တွေ့ရတနည်းအားဖြင့်လက်ရှိမှာကပ္ပရွှေစီရအပေါ်ဈေးပြန်ကန်တက်ပြီးတော့ရောင်းလိုပါစုပင်မဲ့ လုံလောက်တဲ့ရောင်းလို့အားမရသေးဘူးခမ။အဲ့ဒါဖြစ်တဲ့ကမှဈေးကဆက်မကျနိုင်ဘူးဖြစ်နေအောင်ပါနော်။အဲ့ဒါဖြစ်တဲ့ကမှကျွန်တော်ဒီနေ့မှာကမ္ဘာရွှေဈေးကကျွန်တော်ဒီထက်ပိုမြင့်တယ်မနေ့ကတက်ခဲ့တဲ့ဈေးတန်းတက်ပိုမြင့်တဲ့ဈေးတန်းကိုတက်ပြီးတော့ရောင်းလို့အားကောင်းကောင်းကျွန်တော်တို့ပြန်စုနိုင်ပါတယ်ခမ။လုံလောက်တဲ့ရောင်းလို့အားရဖို့အတွက်ပေါ့နော်။ပြန်စုနိုင်ပါတယ်။အဲ့ဒါဖြစ်တဲ့ကမှကျွန်တော်ဒီနေ့ကမ္ဘာရွှေဈေးကိုတော့မနေ့ကတက်ခဲ့တဲ့အမြင့်ဆုံးတက်ခဲ့တဲ့ဈေးရန်တက်ပိုတက်လိမ့်မယ်လို့ကျွန်တော်သုံးသပ်ထားပါတယ်။အနည်းဆုံးဘယ်လောက်ထိတက်နိုင်ချေရှိတယ်လို့ကျွန်တော်သုံးသပ်ထားလဲမိမယ်ဆိုရင်ဒီဈေးရန်စုံပေါ့ဗျာကျွန်တော် 3390335ဈေးတန်းဒီအနည်းဆုံးတက်နိုင်ခြေရှိရလို့ကျွန်တော်သုံးသပ်ထားတယ်အများဆုံးတက်နိုင်ခြေရှိတဲ့ဈေးတန်းကိုတော့ကျွန်တော်ဒီနေ့အတွက်ကိုကဘာရွှေဈေးကိုကျွန်တော်3305ဈေးတန်းလောက်ကျွန်တော်သုံးသပ်ထားပါတယ်ခင်ဗျအဲ့ဘက်ကဒီနေ့ကဘာရွှေဈေးစီးပြန်ကန်တက်နိုင်တဲ့ဘယ်ထိကျွန်တော်တက်နိုင်နေမှာဆိုရင်33အနည်းဆုံး3390အများဆုံး3305ဈေးတန်းဒီကျွန်တော်တော့ဈေးအတက်မှန်းထားပါတယ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဝယ်ရမှာပေါ့နော်ဝယ်တဲ့ခါမှာလက်ရှိရောင်းနေတဲ့ဈေးကဝယ်ရမှာလား ဒီနေရာမှာလေးကျွန်တော်ကဘာရွှေ trader တော်တော်များများကျွန်တော်တို့လွဲမနေအချက်ရှိရပေါ့ကျွန်တော်ဝဲပြီးဆိုရဈေးတက်မယ်လို့ပြောဆိုရောက်တဲ့ဈေးကနေကောက်ဝယ်လိုက်တယ်ဈေးကျမယ်လို့ပြောလိုက်ပြီးဆိုရောက်တဲ့ဈေးကနေကောက်ရောင်းလိုက်တယ်ကျွန်တော်နိုင်ငံတကာကကျွန်တော် professional trader ရေဆိုကျွန်တော်ကရှင်းပါတယ်ဝဲမယ်ဆိုရင်ဘယ်ဈေးတန်းဒီအနေဆုံးကျနိုင်ရှိတယ်ဒါမှမဟုတ်ဘယ်ဈေးကိုဖောင်းရင်ဝယ်ရမလဲအဲ့လိုနဲ့တို့ကဝယ်ရမယ့်ဈေးတန်း ရောင်းမယ်စီတန်းတို့တက်မှကြရောင်းမယ်ဆိုလည်းဘယ်ဈေးတိအမြင့်ဆုံးတက်နိုင်တယ်ဘယ်ဈေးအောက်ဖောက်ကြရင်ဈေးဆက်ကြနိုင်တယ်အဲ့လိုသုံးသက်ပြီးမှရောင်းဝယ်လုပ်ပါလေလက်ရှိဈေးကနေလက်နက်ကောက်ဝယ်ကောက်ရောင်းတာမျိုးရှားတယ်ခင်ဗျအဲ့ဒါပြတဲ့ခါမှာကျွန်တော်တို့ကဟုတ်ပြီဝယ်ပြီဆိုရင်ဒီနေ့ဈေးအဲ့လောက်ထိဈေးကဆွဲတင်နိုင်ရောင်းလို့အားစုဖို့တဲ့ဆွဲတင်နိုင်တယ်ဆိုရောပြီကျွန်တော်ဘယ်ဈေးမှာဝယ်တင်လဲကျွန်တော်ဒီနေ့တော့ဝယ်ရမယ့်ဈေးတန်းစုံကိုတော့ဒီကျွန်တော်330နဲ့3320ကြားဈေးတန်းစုံကိုကျွန်တော်တော့ဒီဈေးတန်းစုံမှာတော့ကျွန်တော်ဝယ်ဖို့အားပေးခြင်းတယ် မနေ့တုန်းကဆိုရင်လည်းကျွန်တော်330နဲ့330ကြာစင်းစုံဈေးကြပြောဈေးကပြန်တက်သွားခဲ့တာဖြစ်တဲ့အဲ့ဘက်ကဒီနေ့မှလည်းကျွန်တော်330နဲ့330ကြာစင်းစုံဈေးကြရင်ကျွန်တော်ဝယ်ဖို့အားပေးခြင်းပါတယ်အရှုံးပိုင်းဈေးတန်းကိုတော့ကျွန်တော်3300 5အောက်လောက်ပြပါအမြတ်ပိုင်းဈေးတန်းကတော့ကျွန်တော်တို့အာ3340လောက်ဒီအနေဆုံးယူလို့ရတယ်ဒီထက်ပိုယူနိုင်မယ်ဆိုရင်တော့33958ပေါ့ဗျာအာကိုကစောက်နိုင်တဲ့ risk လက်ပိုယူနိုင်တယ်ဆိုရင်ဟိုအပေါ်ဆုံးက3305လောက်ထိ အမျက်ပိုင်းစီတန်းယူလို့ရပါတယ်။ဒါကတော့ပထမဝယ်ရမယ့်စီတန်းဆုံးဖြစ်ပါတယ်။330နဲ့330ကြားမှာကျွန်တော်ဝယ်ဖို့အားပေးခြင်းနဲ့ဟုတ်ပြီ340စီတန်းအထက်မှာပေါ့နော်အခုချိန်ထိတော့မဖောက်နိုင်ဘူးဗျာ340စီတန်းအထက်မှာဒီနေ့တနေ့တာတဲ့ကဘာရွှေစီတာကျွန်တော်တို့အချိန်တနိုင်အတိုင်းတာပေးစေကျွန်တော်တို့ market ခေါ်ရ H1 bookness တင်နဲ့ဖောက်တက်ပြီးဈေးပိတ်သွားရင်ကဘာရွှေကို live ဝယ်ပါအနည်းဆုံး335ခွန်တိဈေးတက်နိုင်ပါအရှုံးပိုင်းစီတန်း3335အလောက်ပေးပါ အမြတ်ပိုင်းစီတန်းကကျွန်တော်အနည်းဆုံး335ခွန်အများဆုံး339လောက်ထိယူလို့ရပါတယ်ခင်ဗျဟုတ်ပြီဒါဆိုဒါဒုတိယဝယ်ရမစီတန်း340အထက်မှာအချိန်တိုင်းအတိုင်းတာပေးစီနဲ့ဖောက်တက်ပြီးဈေးပိတ်သွားရင်လိုက်ဝယ်လို့ရဟုတ်ပြီအယောင်းအတွက်ဆိုရင်ရောအယောင်းအတွက်ဆိုရင်တော့ကျွန်တော်တို့ကကျွန်တော်ဒီ335ခွန်နာဝင်ချင်မှာကျွန်တော်ရောင်းဖို့စဉ်းစားလို့ရတယ်335ခွန်နာဈေးတက်ခဲ့တဲ့ဆိုရင်335ခွန်နဲ့ကျွန်တော်ဇုံနေနဲ့ပြောပါဆိုဗျာ335ခွန်နဲ့ကျွန်တော်တို့ဒီပေါ့ဗျာ3360ကြပါ 3360ကြာမှာဆိုရင်ကျွန်တော်ကဘာချွေစီအကြာမှာနီးပညာပိုင်းရအတိပြုချက်စောင့်ပြီးကျွန်တော်တို့ရောင်းလို့ရတယ်။ဟုတ်ပြီ။ whole body တက်သွားရဆိုရင်လည်းကျွန်တော်တို့ကဒီ3305နဲ့ကျွန်တော်တို့3380ကြာမှာဆိုရင်လည်းနီးပညာပိုင်းရအတိပြုချက်စောင့်ပြီးကျွန်တော်တို့ရောင်းလို့ရတယ်။အဲကျွန်တော်တို့အရှုံးပိုင်းစီတန်ဒီ3305နဲ့3380ကြာရောင်းနေဆိုရင်တော့အရှုံးပိုင်းစီတန်ကိုကျွန်တော်တို့အာ 60အထက်လောက်ပေးပါတော့အမြတ်ပိုင်းစည်းတန်းကတော့အ ਨੇ စုံမယူဘူးဆိုရင်တော့335ခွန်တီယူလို့ရတယ်ဒီထက်ပိုဆောင်းနိုင်နေဆိုရင်တော့340ဒီ330တိအမြတ်ပိုင်းစည်းတန်းယူလို့ရပါတယ်ဒီ335ခွန်နဲ့336ကြားမှာနီးပညာပိုင်းကအတိပြုချက်ရလို့ကျွန်တော်ရောင်းပြီဆိုရင်လည်းအရှုံးပိုင်းစည်းတန်းကို365အထက်မှာပေးပါအမြတ်ပိုင်းစည်းတန်းကတော့အ ਨੇ စုံ330အများဆုံး330တိယူလို့ရပါတယ်ဟုတ်ပြီတကယ်လို့မှတော့လက်ရှိဈေးကနေပြဈေးကတက်တော့တက်တယ်340အထက်မှာဖောက်နိုင်မှုဆိုရင်ရော အဲ့ဆိုရင်3340နားမှာကျွန်တော်တို့ရောင်းလို့ရတယ်အရှုံးပိုင်းဈေးတန်း3355အထက်လောက်ပေးအမြတ်ပိုင်းဈေးတန်းကကျွန်တော်3320 3330တိယူလို့ရပါတယ်ဒီမှာဆိုကျွန်တော်ရောင်းရမယ့်ဈေးတန်းဆိုတော့3ခုရှိတယ်3340နားစောင့်ကြည့်3350 3360ကြားစောင့်ကြည့်3395နဲ့3380ကြားစောင့်ကြည့်ဟုတ်ပြီဈေးရပါဒီကျွန်တော်ပြောရဲ့ဈေးတန်းဆိုရင်ဒီမရောက်ပဲဟိုးအောက်ထိတောက်လျှောက်ကျသွားရင်ရော3330ဈေးတန်းအောက်မှာဒီနေ့တနေ့တာတွင်ပေါ့နော်ကဘာရွှေစေးတာကျွန်တော်တို့အချိန်တနာရဲ့အတိုင်းတာပေးစေး ကျွန်တော် market ခေါ်ရ H1 Beaconess နဲ့ဖောက်ကြပြီးဈေးပိတ်သွားရင်လိုက်တာရောကပ္ပချွေစီမကြဘူးဆိုရင်ကျွန်တော်အနည်းဆုံး3နှစ်60ထိကြလိမ့်မယ်ဗျဒီထက်ပိုကြမယ်ဆိုကျွန်တော်3နှစ်80တွေ3နှစ်60ထိမြင်ရနိုင်တယ်အဲ့ရပတ်သက်ခါမှာကျွန်တော်တို့3030အောက်မှာအချိန်တနိုင်ရတိုက်တာပိတ်ဈေးဖောက်ကြပြီးဈေးပိတ်သွားရင်လိုက်ရောက်မှာကပ္ပချွေစီကအကြအားဆက်ကောင်းဖို့အတွက်ဆိုရင်ကျွန်တော်ရှင်းပါတယ်3030အောက်မှာအချိန်တနိုင်ရတိုက်တာပိတ်ဈေးဖောက်ကြပြီးဈေးပိတ်နိုင်ဖို့လိုအပ်တဲ့ဈေးကအပေါ်ပြန်ကန်တက်ပြီးတော့ ရောင်းလို့အပြန်စုဖို့အတွက်ဆိုရင်တော့3340အထက်မှာအချိန်တစ်နာရီအတိုင်းတာပေးစေဖောက်တက်ပြီးတော့ဈေးပိတ်နိုင်ဖို့လိုအပ်ပါတယ်လက်ရှိမှာတော့ဈေးငိမ့်နေရပါတော့ဈေးငိမ့်နေတဲ့အနေအထားမှာတော့ကျွန်တော်တို့ကဘယ်ဘက်သွားမလဲစောင့်ကြည့်တာတော့ပို့ပြီးတော့အကောင်းဆုံးဖြစ်ပါမယ်ကျွန်တော်ဆိုလည်းမနေ့ကဈေးငိမ့်နေတဲ့အနေအထားမှာကျွန်တော်ရောင်းဝယ်လုပ်မိတယ် risk ထိသွားတယ်ပေါ့ risk နည်းနည်းများသွားတယ်အဲ့တော့ဖက်ကကျွန်တော်ဒီနေ့မှာကျွန်တော်ကတိတိငိမ့်ငိမ့်နဲ့ ကျွန်တော်တို့ဘယ်ဈေးကိုဖောက်မလဲဘယ်ဈေးမှာကျွန်တော်တို့ရောင်းတင်လဲပွဲတင်လဲဆိုတော့တရားစောင့်ကြည့်ပြီးမှအယောင်းဝယ်လုပ်တာတော့အကောင်းဆုံးဖြစ်ပါလိမ့်မယ်မလိုပါနဲ့ဘာလို့လဲမြင်မယ်ဆိုကျွန်တော်ကကဘာရှိစီကွက်ငိန်ငိန်တဲ့အခါမျိုးမှာကျွန်တော်ကြောက်ဖို့ကောင်းပါရဲ့ဈေးအလောက်ကကျန်တာပြက်တာမဟုတ်ငိန်ငိန်တဲ့ဆွဲသဘောကကဘာရှိစီက liquidity gaming လို့ခေါ်တယ်ပြောရင်တော့တစ်ဖက်ဘက်ကိုသွားဖို့တက်သူအာယူနေတယ်အပိုးစ်တက်ပြီးတော့ဝယ်ရောင်းလို့အပြန်စုပြီးတော့ထိုးချသွားတယ်လို့လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်အောက်ကိုတောက်ချထိုးချသွားတယ်လို့လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်စန့်ကျင်ဘက်နေနေဗျာ အပေါ်ကိုတောက်လျှောက်ဝုန်းကနေထောင်တက်သွားတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့အဖက်ကဘယ်လိုတွေဖြစ်လာမလဲဆိုတော့ကျွန်တော်စောင့်ကြည့်အောင်ဖြစ်ပါတယ်ကျွန်တော်အမြင်ကတော့အပေါ်ကိုဈေးကန်တက်ပြီးတော့အဲ့335ခွန်360တောင်းမွေးနဲ့330ခွန်က380အထိဈေးကန်တက်ပြီးတော့အဲ့ဈေးရန်စုံနေရာနေရောင်းလို့အားတွေပြန်စုပြီးတော့အောက်ကိုဈေးပြန်ကျလိမ့်မယ်လို့ကျွန်တော်ရေတဝူတဲ့အမြင်ကကျွန်တော်တုံးသက်ထားပါတယ်။ဘယ်ချိန်မှာကျွန်တော်တုံးသက်ချက်လေးမှားနိုင်တယ်လို့မိမယ်ဆိုရင်ဒီနေ့တရက်တာအပေးစေတာ335အထက်မှာဈေးပိတ်သွားရင်တော့ကျွန်တော်တုံးသက်ချက်မှားပြီလို့သာယူဆလိုက်ပါကောင်းမြတ်။ ီနေ့တရတာပိတ်စေ3305ထက်မှဈေးမပိတ်မချင်းတော့ကျွန်တော်ရဲ့ကဘာချွေစီရအဲ့အပေါ်ကိုစီဆွဲတင်ပြီးတော့ရောင်းလို့အပြန်စုပြီးတော့ပြန်ကြနိုင်တယ်ဆိုလဲသုံးသက်ချက်လေးမှန်နိုင်တော့မှာပဲခင်ဗျာဟုတ်ကဲ့ဟုတ်ပြီကျွန်တော်ဒီနေ့တရတာပိတ်စေပေါ့နီးပညာပိုင်ဒီနေ့တရတာတရတာပိတ်စေကျွန်တော်ခုနပြောခဲ့တဲ့မျိုးပဲ3305အထက်မှတရတာဈေးပိတ်ခဲ့တယ်ဆိုရင်ဒီ3305အထက်မှာပေါ့နော်တရတာဈေးပိတ်ခဲ့တယ်ဆိုရင်ကဘာချွေစီကျွန်တော်တို့နောက်ရက်တွေမှာဈေးအသက်ပြန်လာပါလိမ့်မယ်ခင်ဗျာ စန့်ကျင်ဘက်နေနော်ဒီနေ့တရက်တာအပိတ်ဈေးကကျွန်တော်330အောက်မှာဈေးတန်းအောက်မှာဈေးပိတ်ခဲ့တဲ့ဆိုရင်တော့ကျွန်တော်တို့မနေ့ပြန်ပါတောက်ကြနေမှာကမ္ဘာရွှေဈေးကိုအနည်းဆုံး3.80ဈေးတန်းကိုဈေးအကျမှန်းထားလိုက်ပါခင်ဗျအဲ့အဖရိကဒီနေ့တရက်တာအပိတ်ဈေးကျွန်တော်တို့တရက်တာအပိတ်ဈေးဇွန်လ26ရက်နေ့တရက်တာအပိတ်ဈေး335အထက်မှာပိတ်နိုင်မလား330အောက်မှာပဲပိတ်နိုင်မလားဒါမှမဟုတ်ဈာဆေးမှာပဲပိတ်ပြီးရောဗျာ မဏိတဝါလိုမျိုးပဲဗျာမနှက်ဖြတ်မှာလဲဈေးညင်တက်ဒီလို site web ပဲဆက်ပြေးနေမလားဆိုတာဆက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒရင်ဘန်ကိုသွားကြည့်ဒရင်ဘန်ရဆိုကျွန်တော်မဏိတဝါပြောခဲ့တယ်ဒေါ်လာအင်းသက်ကြီးကကျနေကဘာရွှေလည်းကျနေဒေါ်လာအင်းသက်ကြီးလည်းကျနေနေတာဒါပုံမှန်တော့မဟုတ်ဘူးလို့ပြောခဲ့တယ်လက်ရှိမှာတော့ကဘာရွှေကနည်းနည်းတော့တက်နေပါဘာဒါပေမဲ့ကဘာရွှေကလည်းဒေါ်လာအင်းသက်ဒီလိုကျနေပုံမျိုးလဲဆိုကဘာရွှေကဗျာကျွန်တော်တို့က3 90လောက်အထိအနည်းဆုံးရောက်နေတဲ့နောက်မရောက်သေးဘူးပေါ့နော်အဲ့ဒါပြတ်သက်ခါမှာဒေါ်လာအင်းသက်ရဲ့အနေထားကိုကဘာရွှေ ေးရအနေထားအောင်နည်းနည်းလေးတော့ထူးဆန်းနေတယ်တတိတော့ထားဖို့လိုအပ်တယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ကအီရန်အီရန်အစ္စရေးပေါ့နော်ကျွန်တော်အမေရိကန်ပြည်ထနာရေးပြီးကြတဲ့ကကမ္ဘာ့ချွေစရာအတက်တစ်ချက်ပြရပြီးတော့အကြကြမ်းနေပြီးတော့လက်ရှိမှာမနေ့ကငိန်နေဒီနေ့လည်းဘလို့နေထားလာမလဲမသိဘူးစောင့်ကြည့်အောင်ပါပေါ့နော်အဲ့ဘက်ကဒေါ်လာအင်းသက်ကလည်း69ကျကျနေ69အောက်တာဖောက်ကျသွားရင်တော့ဗျာဒေါ်လာအင်းသက်က65လောက်အထိတော့ဦးတည်သွားနိုင်တယ်ဒီနေ့ဒေါ်လာအင်းတက်ရဲ့တရတာပေးစီလာ69အောင်ပိတ်သွားရင်တော့ဒေါ်လာအင်းတက်တောက်လျှောက်အကြပြတ်သွားနိုင်ပြီးတော့ တပကကဘာရွှေစီပဲသတင်းပိုင်းရဝယ်လူအားတွေဝင်လာပြီးပြန်ဆွဲတင်မလားအဲ့ဒါကိုစောင့်ကြည့်ရမယ်ပြီးတော့ကျွန်တော်ဒီနေ့ညပမာစလောင်ချင်ည9နာရီမှဆိုရင် jury back good order ပေါ့နော်ကျွန်တော်တို့ order မှာယူမှုနှုန်းထားမေလဒေတာထွက်ဖို့ရှိတယ်အဲ့ကျွန်တော်တို့ပြီးခဲ့တဲ့ April တော့က -6.3 ထွက်တာအခုမေလမှာ8.6ဆိုတော့ plus ပြလာအောင်မှာတော်တော် plus ပြလာခင်ဗျ data တော်တော်ကောင်းတယ်လို့ပြောလို့ရအဲ့ good order data ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ good order data နဲ့စာရင်ကျွန်တော်ကအဲ့ သူနဲ့တချိန်နဲ့တည်းမှာ GDP ကလည်းအရေးကြီးတယ်ခင်ဗျ GDP ကပြီးခဲ့တဲ့တစ်ခေါက်တော့2.4%ထွက်ခဲ့တာအခု -0.2 ဆိုတော့ GDP တော်တော်ကျသွားတယ် GDP တော်တော်ကျသွားမဲ့အနေအထားမှာကျွန်တော်က GDP တိုးပါတော့ကတပတ်ကအတုံးလုံးကြီးပိုင်းနဲ့ဆက်ဆက်နေပါတော့ GDP ကျနေပုံနေပါဆိုအတုံးလုံးက short ရမယ်အနေအထားမျိုးရှိတယ်အဲ့အဖရိကအတုံးလုံး short မယ်အနေအထားနဲ့ပတ်သက်ပြီးကျွန်တော်ပြီးရင်ဆက်ပြောမယ်အဲ့ GDP ကတော်တော်လေး minus ပြနေနေတာတွေ့ရတယ်ပြီးရင်ကျွန်တော်တို့ initial jolla claim လို့ခေါ်လဲအပတ်စဉ်ထုတ်ပြန်နေကြအလုံးလက်မဲ့စတန်တုံးသားဒါတော့အပတ်တိုင်းထွက်နေတဲ့ဒေတာဖြစ်ပါတယ်လုံးလက်မဲ့စတန်တုံးသားကတော့ तू ကပြီးခဲ့တဲ့တစ်ခေါက်ကတည်းကမသိမရင်ထွက်မယ်ပေါ့နော်အဲ့ဒါဘက်ကဒီညမှာအဓိကအရေးကြီးတဲ့ဒေတာတော့ GDP ဖြစ်ပါတယ် GDP ကမှန်းထားတဲ့အတိုင်း minus နဲ့ထွက်သွားမလား minus နဲ့ထွက်သွားမယ်ဆိုရင်တော့ဒီနေ့နေ့လယ်မှာကမ္ဘာ့ရွှေစီမတက်ရင်တော့မှညဘက်မှာဆွဲတင်သွားတာမျိုးကြုံရနိုင်တယ်ကျွန်တော်ပြောခဲ့တယ်ပေါ့နော်335 360 3305 380ဆီယံဒီဆွဲတင်သွားတာမျိုးကြုံရနိုင်တယ်ခင်ဗျ အဲ့ပြတာညာဘက် GDP ဒေတာကိုတော့တစ်ချက်သတိထားပါမယ်ပြီးတော့ဒီမန်အာမနေ့ညတော့ပါဘောနော်ဒီနေ့မနေ့ပဲဆိုကြပါဒီနေ့မနေ့တော့ဆိုအမေရိကန်ပုံမှန်ဥက္ကဋ္ဌပိုးဝဲကနောက်ထပ်ပေါ့နော်သူတို့အမေရိကန်နေနဲ့တခြားနိုင်ငံနေနဲ့ကုန်သွယ်ရေးသဘောတူညီချက်အတိတ်တွေပါရရင်သူတပြင်းပေါ့နော်ဥရောပတမကအဖွဲ့ဝင်နိုင်ငံတွေပါရင်နဲ့ကုန်သွယ်ရေးသဘောတူညီချက်အတိတ်တွေရရင် trade deal အတိတ်တွေရတယ်ဆိုရင်သူတို့အနေနဲ့ဘန်တုံးတို့ကိုရှော့ဖို့ဖြစ်လာနိုင်တယ်ဆိုပြီးသူတို့ပြောခဲ့သူတို့ပိုးပန်ဥက္ကဋ္ဌပိုးဝဲကပြောခဲ့တယ်ပေါ့နော်အဲ့ဒါပြတဲ့ခါမှာပြောချင်တာနောက်ထပ် ကွန်ပျူတာတွေညအတိတ်ကြလာရင်တို့ဘန်တုံးလုံးရှော့ဖို့စဉ်းစားတော့မယ်ဆိုတဲ့အသေးပဲဖြစ်ပါတယ်။အဲ့ဒီပြောဆိုချက်ထွက်ပြီးရဲ့နောက်ပိုင်းမှာကျွန်တော်တို့ဘန်တုံးလုံးကပြန်ပြောမယ်ဆိုတော့ကျွန်တော်တို့အာဈေးကွက်ထက်အထရိတာတွေ investor တွေမှန်းထားလာလာမဲ့6လပိုင်းစက်တင်ဘာလောက်မှစလျှော့မယ်မှန်းထားတာပေါ့နော်။ဒါပေမဲ့တို့အဲ့ပိုးဝဲရဲ့ apps ကထွက်လာပြီးရဲ့နောက်ပိုင်းမှာတို့မှန်းထားတဲ့ဆော့ပြီးတော့ကျွန်တော်တို့နောက်လဇူလိုင်လ30ရက်နေ့ဘန်တုံးလုံးဆုံးဖြတ်ချက်မှာဟိုဘန်တုံးလုံးရှော့နိုင်နေဆိုတော့တုံးသက်ချက်တွေထွက်လာပြီးဖြစ်ပါတယ်။ အဲ့တော့ပတ်သက်ကမှလက်ရှိပြကျွန်တော်အစ္စရေးနဲ့အီရန်ပြဿနာပြင်းလဲလို့ကြာနေတဲ့ကမ္ဘာ့ရွှေစည်းကအဲ့ဒီပိုးဝဲရဲ့ပြောစကားကြောင့်နည်းနည်းပြန်တက်သွားတာမျိုးကြုံရနိုင်ပါတယ်ဒါပေမဲ့အကြအားလုံးကုန်တည်းရမဟုတ်နော်ကမ္ဘာ့ရွှေစည်းရေတိုးအကြအားလုံးဆက်အားကောင်းနိုင်သေးတယ်ဒါပေမဲ့ရေရှည်မှာတော့အသက်ဖက်ပဲရှိနေစေဆိုတာပိုးဝဲရဲ့အဲ့တရင်ပိုင်းရပြောစကားကျွန်တော်တို့ဒါတသိပြပြလိုက်တာပေါ့နော်တော့ကျွန်တော်ဘန်တူးနှုံးရှော့ဖို့အလားလာရှိတယ် ဇူလိုင်လမှာဘန်တုံလုံးရှော့မယ်ဆိုကျွန်တော်ဇူလိုင်လထဲမှာကဘာချွေစီအခုပြရေတို့အကြအားကောင်းနေတော့မှဇူလိုင်လထဲမှာကဘာချွေစီပြန်ကန်တက်တာမျိုးအတက်အားပြန်ကောင်းတာမျိုးကျွန်တော်တို့သတင်းပိုင်းရမျောလင်းလို့ရတယ်။အဖရိကကလက်ရှိကဘာချွေစီကရေတို့အကြအားသာရေရှိအတက်အားသာတဲ့အနေထားမှာပဲရှိနေတော့မှာအဖရိကကျွန်တော်တို့ကဈေးကြရင်ပြင်ကျွန်တော်အောက်ဈေးမှာရေရှိဝယ်ဖို့ဈေးတန်းနေကျွန်တော်လက်ရှိအချိန်တိလိုက်ရှာလို့ရနေတော့မှာပဲခင်ဗျာ။ ဒါပိုးဝဲပြစကားကိုအခြေခံပြီးတော့ပေါ့တဖက်ကကျွန်တော်အီရန်အစ္စရေးအမေရိကန်စစ်ပွဲတရင်ကတော့ကျွန်တော်လက်ရှိမှာဘာမှထွေထူးတက်လာတာမရှိဘူးအဲ့အပတ်သက်ခါမှာကျွန်တော်တို့လက်ရှိမှာတော့ကျွန်တော်အမေရိကန်ဒေတာတွေနဲ့ကျွန်တော်တို့ပိုးဝဲရဲ့ပေါ့နော်မင်းညာပြောစကားကိုအခြေခံပြီးတော့တရင်ပိုင်းကတုံးတက်မှာဆိုရင်ဒီနေ့မှာဆိုရင်ကမ္ဘာချွေစရာဈေးဆွဲတင်တာမျိုးကြုံရနိုင်ပါနဲ့အမြင့်ဈေးကိုရောက်မှကျွန်တော်တို့ရောင်းလို့အားတွေဝင်လာပြီးတော့ဈေးပြန်ထိုးချသွားတာမျိုးကြုံရမယ်လို့ကျွန်တော်ရဲ့အမြင်အရသုံးသပ်ထားပါတယ်ကျွန်တော်ဘယ်ဟာ ဘယ်နေသားမှာကျွန်တော်မားနိုင်လဲဆိုတာကျွန်တော်ပြောပြပါပြီ3390ဈေးနဲ့ထပ်မှာဒီနေ့တရက်တာပဲဈေးဈေးပိတ်သွားရင်เนาะကျွန်တော်သုံးသချက်မားပြီလို့သာယူဆလိုက်ပါခင်ဗျအဲ့လိုမပိတ်မချင်းတော့ကျွန်တော်အမြင်ဈေးရောက်တိုင်းကျွန်တော်ရောင်းဖို့အားပေးခြင်းပါတယ်။လက်ရှိမှာတော့ဈေးနဲ့နဲ့ပြန်ကြရင်ကျွန်တော်ဝယ်ဖို့အားပေးခြင်းနဲ့ပေါ့နော်။အဲ့အပတ်တကမှာဒါလေးအောင်ကျွန်တော်ရဒီနေ့တည့်ရတာကမ္ဘာရွှေဈေးကွက်သုံးသက်ချက်ဗီဒီယိုဖြစ်ပါတယ်။အခုလို့သုံးသက်ချက်ဗီဒီယိုတွေကို add to the channel နဲ့ဆိုရင်တော့ကျွန်တော်ရ YouTube channel လေးကို subscribe လုပ်ကြကြပါ။ကျွန်တော်ဒီမှာဒီကမ္ဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့အခြေခံတင်ဆက်နေကျွန်တော်တို့ တက်ရောက်လို့ရပါတယ်။တခုရှိတာကျွန်တော်အခြေခံတန်းဆိုတာတိုင်းအခြေခံအကြောင်းအရာပဲတင်ပေးမှာပေါ့နော်။အဲ့ ATS အစင်ပုံမြင်တယ်ကျွန်တော် advanced တန်းတွေပါလည်းရှိပါသေးတယ်။ကျွန်တော်တင်ကြတာ business နဲ့ advanced ဆိုပြီးတော့နှစ်မျိုးကျွန်တော်ခွဲပြီးတော့တင်ကြပေးပါရခင်ဗျ။အဲ့ဒီတန်းတွေနဲ့ပတ်သက်ပြီးလဲစုံစမ်းမြင်မြင်ကျင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ကျွန်တော်ရဲ့ Viber ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube channel တွေကနေစုံစမ်းမြင်မြင်နိုင်ပါတယ်။ဒီနေ့ပေါ့နော်ကျွန်တော်တို့အာဂျွန်လာ26နဲ့ဂျာလာပရီနေတရက်တာမှာလက်ရှိမှာဈေးညီနေတဲ့ကမ္ဘာရွှေဈေးတက်ကြကိုကျွန်တော်ဒီပညာပိုင်းရမှန်မှန်ကန်ကန်သုံးသပ်ပြီးတော့ ကဘာချွေစီတက်ကြကိုကျွန်တော်တို့အရောက်ွယ်လုတ်ပြီးတော့ဒီနေ့တရက်တာကိုအကျုံးမြတ်များများနဲ့ဖြတ်တန်းနိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။